မင်္ဂလာပါရှင် ရှဲကူမီဒီယာကကြိုဆိုပါရစေ။ကျွန်မကတော့သတင်းတင်ဆက်သူအိမ်ဖူမြတ်သွဲဖြစ်ပါရစေ။2025ခုနှစ်ဇွန်လ14ရက်နေ့မှာတောင်ကြီးမြို့ပြည်နယ်လေးချင်းရာကစားရုံ၌ကျင်းပပြုလုပ်မဲ့2025ခုနှစ်ပြည်နယ်နှင့်တိုင်းဒေသကြီးညွန့်ပေါင်းဗောလီဘောလေးစံအသင်းနဲ့ပနာမမြန်မာလေးစံအသင်းတို့ဗောလီဘောရှင်ပြိုင်ကစားပွဲအကြောင်းကိုအရေးကြီးသတင်းအဖြစ်ရှဲကူမီဒီယာကနေသက်ဆိုင်ရာတာဝန်ရှိသူများနဲ့တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါရစေ။ မြမဗိုလ်လီဘောဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြည်내နှင့်တိုင်းဒေသကြီးမှလူငယ်များအတွက်အခွင့်အလမ်းဖန်တီးနိုင်မှုမြင့်တင်ပေးနိုင်မယ်အရေးကြီးတဲ့တင်အဖြစ်တင်ဆက်ပေးလိုက်ရပါတယ်ရှင်မင်္ဂလာပါရှင်ဆရာဟုတ်ကဲ့မင်္ဂလာပါဗျဟုတ်ကဲ့ကျမတို့ကတော့ရှန်အေကူမီဒီယာကဖြစ်ပါတယ်ရှင်ကျမတို့ကိုဆရာရဲ့နာမည်တာဝန်ယူမှုလေးရဲ့ကိုရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်ကတော့ဒီရှမ်းပြည်နယ်အာသာနဲ့ဂါမီယာဦးတည်ထားတာကျွန်တော်2009ခုနှစ်မှာဦးအောင်ကိုဦးဖြစ်ပါတယ်ဟုတ်ဒီပြိုင်ပွဲမှာကျွန်တော်ကတော့ဟိုကြီးကြပ်မှုအနေနဲ့ကျွန်တော်တာဝန်ယူဆောင်ရွက်လာမှာဖြစ်ပါတယ် ဟုတ်ကဲ့ပါရှင်ဆရာဇွန်လ14ရက်နေ့မှာပေါ့နော်အပြည်နယ်နဲ့ဒိုင်းဒေသကြီးညွန့်ပေါင်းလက်ရေးစံအသင်းနဲ့ပနမမြန်မာလက်ရေးစံအသင်းတို့ကဗောလီဘောပြိုင်ပွဲကိုရှင်ပြိုင်ကစားကြမယ်လို့သိရပါတယ်ဆရာအခုချိန်ပြိုင်ပွဲရဲ့အတွက်ပေါ့နော်ပြည်နယ်ညွန့်ပေါင်းအသင်းကနေပြီးတော့ဘလို့ပြင်ဆင်မှုတွေလှုပ်ဆောင်ထားပါသလဲရှင်ဟုတ်ကဲ့ကျွန်တော်တို့ဒီပြည်နယ်အတိုင်းဒီခုဗောလီဘောပြိုင်ပွဲရဆိုလို့ရှိရင်၃ရက်ကနေပြီးတော့ကျွန်တော်တို့၁၂ရက်နေ့ဒီအောင်မြင်စွာကျင်းပပြီးစီးခဲ့ဖြစ်ကြတယ်အဲကျွန်တော်တို့ကဒီပြိုင်ပွဲတွေကမှကျွန်တော်တို့ထူးချွန်တဲ့ ဒီနေ့အတိုင်းလက်ရှိကစားသမားထူးထွန်းတဲ့ကစားသမားတွေကိုကျွန်တော်တို့ကရွေးချယ်ပြီးတော့ကျွန်တော်တို့ညွန်ပေါင်းကာအသင်ခအသင်ဆိုပြီးတော့ကျွန်တော်တို့ဟိုရွေးချယ်မယ်ရွေးချယ်ပြီးလို့ချင်းကျွန်တော်တို့ဒီပနာမလက်ရွေးနေတဲ့စလီရဲ့ဆန်ခိုင်းနေမှာတော့ရှင်းတဲ့ကစားသမားဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါရှင်ဆရာအခုကျမတို့ရဲ့ပေါ့နော်ပြည်နယ်ညွန့်ပေါင်းအသင်ကနေပြီးတော့အသင်ရဲ့အာသာချက်ရဲ့ထင်ရှားတဲ့အားကစားသမားရှိမယ်ဆိုရင်ကျမတို့မိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်တို့အခုဒီညွန့်ပေါင်း ကသင်းနဲ့ခါသင်းဆိုလို့ရှိရင်ကျွန်တော်တို့စုစုပေါင်းကစားသမားကျွန်တော်တို့24ဦးရေးထားပါတယ်ကျွန်တော်တို့ဒီအခုလက်ရှိကျင်းပသွားတဲ့ပြိုင်ပွဲတွေမှာကျွန်တော်တို့ပြောမှာဆိုရင်ဒါထင်ရှားတဲ့ပြီးတော့ထူးချွန်တဲ့ကစားသမားတွေကိုရွေးချယ်ပြီးဒါဟွာပြုတာတဲ့အတွက်ရွေးချယ်ပြီးတော့ရှင်ပြိုင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ပဏမလက်ရေးနေနေနဲ့ဒါအကောင်းဆုံးရှင်ပြိုင်နိုင်မလို့မျှော်လင့်ပါတယ်ဟုတ်ဟုတ်ကဲ့ပါရှင်ဆရာပနမလက်ရည်စင်အတင်းနဲ့ရှင်ပြိုင်ဖို့အတွက်စိတ်လှုပ်ရှားမှုရောရှိပါသလားရှင်ဘလို့မျောလင့်ထားလဲပေါ့နော်ဟုတ်ကဲ့ စိတ်လှုပ်ရှားမှုရှိတာဆိုရှိတာပေါ့ဒီကလေးတွေအတွက်ပေါ့နော်ဒီဗနာမလေွေးတဲ့အသင်းနဲ့ကျွန်တော်တို့ဒါတိုင်းနေပြီနဲ့အဆင့်ဒါလေွေးတဲ့အဆင့်နဲ့ဆိုတာဟိုနည်းနည်းကွာခြားပါတယ်ဒါပေမဲ့လို့သူတို့အတွက်အများကြီးလဲဟိုအတွေ့အကြုံလည်းရှိမယ်ဒီကစားသမားတွေငါနေပြီးတော့မှတင်လေွေးတဲ့ကစားသမားတွေတင်ယူလို့ရတဲ့အရာကြီးလည်းအများကြီးရှိရတဲ့အတွက်ဟိုဖီကတော့အများကြီးမရှိပါဘူးသူတို့ဒီကနေအတွေ့အကြုံကောင်းတွေရမယ်လို့ပဲအမျှော်လင့်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင့် ချင်းနဲ့ဆက်အားကစားသမားတွေအတွက်ပေါ့ဒီဒီဇိုင်းပြိုင်ပွဲရနေပြီတော့ဘလို့အခွင့်အရေးတွေဖန်တီးပေးနိုင်လဲရှင်ဟုတ်ကဲ့ကျွန်တော်တို့ဒီလိုပြိုင်ပွဲတွေကျင်းပတယ်ဆိုတာကျွန်တော်တို့နိုင်ငံနိုင်ငံတော်ကနေပြီးတော့ဒါကြီးမှန်ချက်တွေထားပြီးတော့ဒါအမျိုးမျိုးပေါ့ကျွန်တော်တို့မြို့သက်တွေအားကစားသမားတွေပေါ်ထွက်လာဖို့နိုင်ငံတော်အားထားတဲ့ကောင်းတော်သားမကြီးဝထွက်လာဖို့ဆိုပြီးကျွန်တော်တို့ပြိုင်ပွဲအမျိုးမျိုးကိုကျွန်တော်တို့ကဟိုရည်ရွယ်ချက်မျိုးမျိုးနဲ့ဒါကျင်းပမယ်ဖြစ်ဖြစ်တဲ့ဖြစ်ပါတယ်ဗျာ ဟုတ်ကဲ့ပါရှင်။ဇွန်လ14ရက်နေ့မှာကျင်းပမယ်ဗောလီဘောပြိုင်ပွဲအတွက်လာရောက်ကြည့်ရှုမယ့်ပရိသတ်တွေကိုဖိတ်ခေါ်ပေးပါအောင်ရှင်။ဟုတ်ကဲ့။ကျွန်တော်တို့အခု လက်ရှိပြည်နယ်တိုင်းပြိုင်ပွဲလေးအောင်မြင်နေတဲ့ကျွန်တော်စီကားကားနဲ့လေအကျင်းမှ BDT ဖြစ်ဖြစ်ပါလေကျွန်တော်တို့အင်ရှင်ရှမ်းပြည်နယ်အသင်းအနေနဲ့လေအောင်မြင်မှုအများကြီးရရှိတယ်ဒီလိုအများကြီးရရှိအောင်လေကျွန်တော်တို့ပြည်သက်တွေများစွာလာရောက်အားပေးမှုတွေကလည်းအများကြီးအထောက်အကူပြုခဲ့ပါတယ်အဲအဲ့လိုပဲကျွန်တော်တို့ခုလာမဲ့ကျွန်တော်ညွန်မောင်းကအသင်းနဲ့ခါအသင်းနဲ့ပနမလူရင်းအသင်းနဲ့ရှင်းပြိုင် နဲ့ပြိုင်ပွဲမှာလည်းကျွန်တော်တို့စီစီကားကားနဲ့ဒါရောအားပေးဖို့လည်းကျွန်တော်ကျွန်တော်အနေနဲ့လိုက်ရလေလေဖိတ်ခေါ်ပါတယ်မြတ်ဟုတ်ကဲ့ရှင်ဇွန်လ14ရက်နေ့နဲ့15ရက်နေ့မှာရှင်ပြိုင်ကစားကြမယ်ဘောလီဘောပြိုင်ပွဲစဉ်တွေကိုဘယ်လိုမျိုးကျင်းပသွားမှာလဲဆိုတာရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်ဒီပြိုင်ပွဲကိုတော့ကျွန်တော်တို့ဇွန်လ14ရက်နဲ့15ရက်နေ့ဒီမှာကျွန်တော်မနက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်တို့၈နာရီမှာစတင်ရှင်ပိုင်မှာကစားပြီးတော့နေ့လယ်ပွဲတွေကိုတော့ကျွန်တော်ညနေဒီ၃နာရီမှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်ဟုတ်ပြီးတော့ဒီပြိုင်ပွဲက၄သင်းပတ်လေရှင်ပြိုင်ကစားပြီးတော့ကျွန်တော်တို့အမှတ်များဆုံး၂သင်းကကျွန်တော်ဘူလူပွဲဖြစ်ရှင်ပြိုင်ကစားမှာဖြစ်ပြီးတော့ကျွန်တော်အမှတ်အနည်းဆုံး၂သင်းကတော့တတိယဘူလူပွဲဖြစ်ရှင်ပြိုင်ကစားမှာဖြစ်ပါတယ်ဟုတ်ကဲ့အခုလိုဖြေကြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဆရာဟုတ်ကဲ့ပါဗျအခုဒီပြိုင်ပွဲလူဘူးလူခေါ်ရင်းနေတဲ့လူလည်းကျေးဇူးများပြပါတယ်ခင်ဗျ